ရဲသမားအားလုံးပဲမင်္ဂလာပါခင်ဗျာဒီခါမှာတော့2012ခုနှစ်ကထွက်ရှိခဲ့တဲ့ The Code Light of Day ဆိုတဲ့ဇာတ်ကားလေးအကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ်လူငယ်စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်တဲ့ဝီရှောဟာသူ့ရဲ့အားလဲရက်တွေကိုသူ့မိသားစုနဲ့အတူကြော်လုံဖျက်တမ်းဖို့စပိန်နိုင်ငံစီကိုလေယာဉ်နဲ့ထွက်လာခဲ့ပါတယ်လေစိတ်မှာသူ့ကိုအမှုပညာဝေဖန်ရေးသမားတယောက်ဖြစ်တဲ့သူ့ဖေကလာကြိုပါတယ်သူဟာသူ့ဖေနဲ့အမြဲရှုပ်ထွေးတဲ့ဆက်ဆံရေးနဲ့ကြုံနေရသူဖြစ်ပါတယ်ရွေးလေစီကိုသွားကြတဲ့လမ်းမှာဝီကဖုန်းကိုမြဲတုံးနေတာကြောင့်နှစ်ယောက်သားစကားများကြပါသေးတယ် အဲ့နောက်လေဆေးကိုရောက်တော့ဧည့်သည်တော်လေးကိုသူ့အမေလော်ရီကလာကြိုပြီးသူတို့မိသားစုအားလုံးဘာမှကယူဆိုင်စရာမလိုတဲ့အားလက်ရခီးဖြစ်ဖို့မျှော်လင့်ပင်လယ်ပစ္စည်းကိုဥတီထွက်ခွာခဲ့ကြပါတယ်။ညနေပိုင်းမှာတော့မိသားစုဝင်တွေအားလုံးစပွဲတစ်လုံးမှစုဝေးကြပါမယ်။ဝေးကတော့တကောပြီတကောဝင်လာတဲ့ဖုန်းတွေကြောင့်တခြားလူတွေကိုအာရုံမဆိုင်နိုင်ပဲရှိနေတဲ့အတွက်သူ့ဖေကစိတ်ပြက်နေပါတယ်။နောက်ဆုံးမှာတော့ဝေးကသူ့ကုမ္ပဏီဟာပြီးခဲ့တဲ့နာရီနည်းနည်းလောက်ကဒေဝါရီခံလိုက်ရပြီဆိုတာကိုဝန်ခံလိုက်ပါတယ်။နောက်တစ်ရက်မှာမာတင်ကလေကိုပင်လယ်ကျယ်ကြီးစီမောင်းထွက်လိုက်ပြီးဒီလိုသွားတာကိုသူ့သားကသဘောကျလိမ့်မယ်လို့မျှော်လင့်ထားပါမယ်။ ဝီကသူ့ဖုန်းကိုအလုံးမပေးဘဲဖြစ်နေပြီးဒီချိန်မှာလေနေနေစောင်းလိုက်တာကြောင့်သူ့ကိုရဲ့ချစ်သူဒါရာတယောက်လဲကြပြီးတန်းရရသွားခဲ့ပါတယ်။သူ့သားကိုဒေါသထွက်နေတဲ့မာတင်ကဖုန်းကိုယူပြီးရေထဲလွှတ်ပစ်လိုက်ပြီးတဲ့နောက်သူ့ပြဿနာတွေကိုနောက်မှဖြေရှင်းဖို့ပြောလိုက်ပါတယ်။အချိန်နေနေလေးအေးအေးဆေးဆေးဖြစ်သွားအောင်လို့ကောင်လေးကလေကနေထွက်လာပြီးမျိုးရဲကိုထွက်သွားခဲ့ပါတယ်။ဒီချိန်မှာထူးဆန်းတဲ့ speedboat တစ်စီးဟာသူတို့လေကိုပတ်ပြီးမောင်းနေတာကိုမာတင်တယောက်သတိပြုမိခဲ့ပါတယ်။အဲဒီစပီဘော့ကမနေ့ကလေးကရှိနေတာကြောင့်မိသားစုရဲ့ကြီးကဲဖြစ်တဲ့မာတင်ရဲ့တန်တရားစိတ်တွေကဘာမှမဟုတ်ဘဲပေါ်လာတာတော့မဟုတ်ပါဘူး။ ကမ္ဘာမှာတော့ဝေးကသူတို့ရဲ့လေကိုဘယ်နေရာမှာမှရှာမတွေ့တော့ဘူးဆိုတာသတိပြုမိလိုက်ပါတယ်။ငါဖန်သမားတွေနဲ့အားလည်းရဲ့ခီးတယ်တွေစီကတခုခုတီးလို့တင်ညာစုံစမ်းကြည့်တာတွေကလည်းဘာမှထူးမလာတာကြောင့်ဝေးကကမ်းခြေတစ်လျှောက်ပတ်ပြီးရှာကြည့်တော့ဘာမှမရှိတဲ့ရေရင်ကြီးထဲမှာသူတို့ရဲ့လေကိုတွေ့လိုက်ရပါတယ်။လေပေါ်မှာလည်းတယောက်မှရှိမနေတာကိုဝေးတယောက်သတိပြုမိသွားတော့သူ့မိသားစုစိုးစိုးဝါးဝါးတခုခုကြုံလဲရပြီဆိုတာစဉ်းစားမိလိုက်ပါတယ်။အဲ့ဒီစီဝါရေးလုပ်ငန်းရှင်လူငယ်ကဒေတာဆိုင်ရာရဲတပ်ဖွဲ့ကိုရောက်သွားပြီမဲ့အရင်ဆုံးတော့သူတို့ကသူ့ကိုယူမဆိုင်ကြပါဘူး။ ဒါမဲ့ရဲဌာနရဲ့ကြီးကဲကအဲ့ဒီလူရဲ့နောက်ဆုံးနံပြီးကိုကြားလိုက်ရချင်းမှာတော့ရဲတွေကကြီးကျယ်တုံလုံးခြောက်ချသွားကြပါလိမ့်။ညနေပိုင်းရောက်တော့လွတ်လိုက်တဲ့ရဲတပ်ဖွဲ့ဝင်တွေဟာသူတို့ရဲ့ရွက်လေကြောက်ချရန်နာတဲ့နေရာကိုရောက်လာခဲ့ကြပါပဲ။ရဲတွေရဲ့ပြုမှုတွေကထူးဆန်းနေတာကြောင့်တခုခုမားနေပြီဆိုတာကိုဝေးကသတိပြုမိလိုက်ပါလိမ့်။ကမ်းခြေမှာလူစင်းတယောက်သူ့ကိုစောင့်နှင်နေပြီဖြစ်သလိုဝေးကိုသူ့စီလွှဲပြောင်းအနှင်းမှာဖြစ်ပါလိမ့်။သူအနေရရှိနေပြီဆိုတာကိုရိပ်စားမိတဲ့ဝီကသူတို့လက်ထဲကထွက်ပြေးပြီးသူတို့ရဲ့ကားတွေတဲကတစည်းတဲဝင်ပြီးပုံလို့ရမယ့်နေရာကိုလိုက်ရှာကြပါမယ်။မကြခင်မှာပဲသူ့ကိုရဲတွေလိုက်မိလာကြပါလိမ့် အဲနောက်စီးပွားရေးလုပ်ငန်းရှင်လူငယ်ဟာထိုးကျိတ်ရိုက်နှက်ခံရပြီးမာတင်သာအနားမှာရုတ်တရက်ပေါ်မလာခဲ့ဘူးဆိုရင်ဝီဒီယိုအခြေအနေများကြီးဆိုးသွားနိုင်ပါတယ်ဖိုးကြီးကသူသားကိုတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နေရာကနေဝေးရကိုကားနဲ့တင်ခေါ်လာခဲ့ပြီးလမ်းတစ်လျှောက်လုံးမှာသူဟာနုပညာသမိုင်းပညာရှင်တယောက်တကယ်မဟုတ်ဘူးဆိုတာကိုပြောပြလာပါတယ်သူဟာဆိုရအတွက်နှစ်ပေါင်း20လောက်ကြာအောင်တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ CIA အေဂျင့်ဟောင်းတယောက်ဖြစ်ပြီးအခုတော့ CIA စီကအခိုးခံလိုက်ရတဲ့ပစ္စည်းတစ်ခုကြောင့်သူမိသားစုပြန်ပြီးဆွဲခံလိုက်ရပြီလို့ပြောပြပါဗျာ။ ဒီချိန်မှာမာတင်ရဲ့ဖုန်းမိလာပြီးကာရက်ဆိုတဲ့လူကမိုးဆုံဆုံချုံနေတာတော့သူ့ကိုချိန်လိုက်ပေမဲ့အဲ့လူနဲ့သွားမတွေ့ခင်ဝီရဲ့သူနဲ့မရင်နေသေးတဲ့တိုက်ခန်းကိုသူတို့ဝင်ကြပါတယ်ဒီတိုက်ခန်းမှာတော့မာတင်ရဲ့သနတ်တွေအများကြီးရှိနေတာသိလာခဲ့ရပါတယ်ကာရက်နဲ့မတွေ့ခင်ဝီကဒီအေဂိုဆိုတဲ့လူတစ်ယောက်အတွက် message ချန်ထားလိုက်ပါတယ်ပြီးတော့သူတို့တွေ့ဖို့စီစဉ်ထားတဲ့နေရာနာကတနေရာမှာစနိုက်ပါသမားတစ်ယောက်က rifle သနတ်ကိုအစင်းသိမ့်ပြင်ပြီးအေဂျင့်မာတင်အလာကိုစောင့်နေပါတယ် ကားရဲဟာသူ့ရဲ့မိတ်ဆွေတယောက်ဖြစ်ပေမဲ့အန်ဒီရဲ့ကြားရောက်သွားနိုင်တဲ့နေရာကိုလိုက်ခဲ့တဲ့ဝီတခုခုဖြစ်သွားမှာစိုးရိမ်နေတဲ့မာတင်ကသူ့သားကိုကားရဲမှာပဲနေခိုင်းလိုက်ပါတယ်။အေဂျင့်မာတင်ကိုယ်တိုင်သူ့ရဲ့လုပ်ဖော်ကင်ဘက်မြို့သမီးတယောက်နဲ့တွေ့ပြီးခိုးယူသွားတဲ့ခီးဆောင်တတလေးကိုသူ့မိသားစုကိုပြန်ပေးဆွဲသွားတဲ့လူရီစီကိုပြန်ပေးလိုက်ပါလို့တိုက်တွန်းလိုက်ပါတယ်။ကားရဲကသတိပေးပြီးရှင်တခုခုစဉ်းစားမိလာပါလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့မာတင်ဟာကားနာကိုပြန်ရောက်လာတာနဲ့ချက်ချင်းဆိုသလိုပဲစနိုက်ပါသမားကမောင်းဖြိုလိုက်ပါတယ်။ ဖူဂျီသူ့ရှိမှလဲကျသွားတာကိုတွေ့တော့ဝီဒီယိုဘာမှမစင်းစားနိုင်ဖြစ်သွားပြီးဖူဂျီတနက်မှန်သွားတာကိုတီးသွားတဲ့အချိန်မှာသူကဖူဂျီရဲ့ဖုန်းနဲ့တနက်ကိုယူပြီးထွက်ပြေးသွားခဲ့ပါတယ်ဝင်လာတဲ့ဖုန်းကိုဖြေရင်းနဲ့မာတင်ဟာပြန်ပြေးသမားတွေရဲ့အတန်ကိုကြားလိုက်ရပြီးသူတို့ကအကြောင်းတစ်ခုခုကြောင့်သူ့ဖေကိုတွန်းလို့ခေါ်ကြတာသိလိုက်ရပါတယ်ဒါမဲ့သူ့မှာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဖြေရှင်းနိုင်ဖို့အချိန်မရှိပဲရတရောက်တိတ်ဆုံးသွားတဲ့ပြက်ခတ်တက်ခတ်မှုမှာသူလဲပါဝင်ခဲ့တာကြောင့်ရရွေများကြီးကရာဇဝဲကောင်လက်တဲ့ဖြစ်လာတဲ့သူ့နောက်ကိုလိုက်ကြပါတယ်အဲ့တော့အများဆုံးအင်တာထဲမှာဝင်ပုံးနေဝေးကတက်မှန်မှန်ယူဖို့ကြိုးစားပြီးနောက်ဘာလို့ရမလဲဆိုတာကိုစဉ်းစားကြည့်လိုက်ပါတယ် သူကတန်ယုံစီကနေကူညီတောင်းဖို့အကြံရသွားပြီးဒီလိုလုပ်ဖို့အတွက်သူဟာဆောင်းတယောက်ကိုတိုက်ခိုက်ခဲ့ရပေမဲ့အထူးအကျင့်နဲ့ပြောဆိုတာတွေကဘာတစ်ခုမှထူးမလာခဲ့ပါဘူးတန်ယုံကသူတို့အတွက်လှုပ်လှုပ်ပေးနေတဲ့မာတင်ရှော့ဆိုတဲ့လူမရှိဘူးလို့အသိပေးလိုက်ပါတယ်ဒါအပြင်ဝီတီလိုက်ရတာကရဲတပ်ဖွဲ့ဝင်တယောက်ကိုသူသက်ပစ်ခဲ့တယ်လို့ဆွတ်ဆွဲခံရတယ်ဆိုတာပါတန်ယုံကလုတ်ပေးနိုင်တာဆိုလို့ဝီကိုတရားရုံးမှာခုခံကာကွယ်ပေးဖို့အမိကိုကင်းတဲ့ရှိနေတရားရောက်ငှားပေးဖို့ပဲဖြစ်တယ်ဆိုတာသိလာရပါတယ်ဝင်လာတဲ့ဖုန်းတကောကိုလက်ခံပြောဆိုပြီးတဲ့နောက်ကောင်စီဝင်ဟာစိတ်ပြောင်းသွားခဲ့ပါတယ်သူအဝေးကိုစောင့်နေတဲ့အောက်ထက်ကိုဆင်းသွားခံလိုက်ပါတယ် ဲနောက်အဝိကိုကြေးစားစစ်သည့်ဂျင်းကာရဲကတွေ့ပြီးကာရဲကိုဝင်လိုက်ဖို့ပြောပါတယ်။တန်တရားစိတ်ကိုဖယ်ရှားပြစ်ဖို့အတွက်သူ့ဖေအနေနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကိုလောက်ပဲပြောပြထားတာဖြစ်လို့တဲ့ဝိရဲ့ကလေးဘဝအကြောင်းသေးစိတ်ကိုကာရဲကပြောပြလိုက်ပါတယ်။သူ့ရဲ့ညွန်ကြားချက်ကြောင့်မာတင်တက်ဖြတ်ခံလိုက်ရတာဆိုတဲ့အချက်ကိုလည်းအဲ့ဒီမျိုးသမီးကထင်ကြံမထားပါနဲ့။အဖိုးကြီးကြောင့်သူ့မှာရွေးချယ်စရာမရှိဖြစ်ခဲ့ရတယ်လို့ဝိကိုအသေးချာပြောပြလိုက်ပါတယ်။အဖိုးကြီးကနိုင်ငံတော်တက်စာဖတ်ဖို့စူးစမ်းခဲ့တာကြောင့်သူ့ကိုကာရဲကရှင်းပြခဲ့တာလို့ဆိုပါတယ်။ ကာရီရဲ့ပြောဆိုချက်တွေကြောင့်ကောင်လေးကဘာမှပြန်မစင်းစားနိုင်ဖြစ်နေချိန်မှာသူကနေမကောင်းဖြစ်သလိုဟန်ဆောင်လိုက်ပြီးအဲဒီလိုလှုပ်လိုက်တာကြောင့်ဝီတယောက်လွတ်အောင်ထွက်ပြေးလာနိုင်ခဲ့ပါတယ်။ကင်းလက်နေတဲ့ရဲတွေမမြောင်စူးစမ်းခြင်းနဲ့ဝီဟာသူ့အတွက်ကားကဆိုင်ပေးတဲ့လူစင်းတယောက်ရဲ့အကူအညီနဲ့ဘတ်စကားပေါ်ရောက်သွားပြီးခဏလောက်အားယူလို့ရမယ့်နေရာကိုတည်ထားသူစီသွားလိုက်ပါတယ်။ဒီချိန်မှာမာတင်ရဲ့ဖုန်းမိလာပြီးပြန်ပေးသမားတွေကဖိုးကြီးရဲ့လက်ဆွဲတက်တာကိုသူတို့စောင့်နေကြတယ်ဆိုတာကိုအတီးပေးလိုက်ပါတယ်။ အဖိုးကြီးအသက်ခံလိုက်ရပြီးတဲ့နောက်မှာတော့ပြန်မေးသမားတွေကသူတို့ရဲ့တတ်မှတ်ချက်တွေကိုမပြောင်းလဲသေးပဲအဲ့ဒီခီးဆောင်တက်တာလေးကိုသူတို့လက်ထဲလာမဲ့ရင်ဝီယက်မီသားစုဝင်တွေကိုတတ်ပစ်မယ်လို့ပြောပါတယ်ဖုန်းကောက်ဆိုမှုမှတ်တမ်းထဲမှာမာတင်အများဆုံးစစ်ထားတာကဒီအေဂိုဆိုတဲ့သူရဲ့ဖုန်းနံပါတ်ကိုတွေးလိုက်တာကြောင့်ဝီကဒီခွင်ရေးကိုတုံချပြီးသူ့စီကနေကူညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာလိမ့်စာတစ်ခုကညွန်ထားတဲ့အတိုင်းရောက်သွားခဲ့ပေမဲ့အဲ့ဒီမှာလူသက်သမားတယောက်ကရောက်နှင့်နေပြီးဝီယာသူတက်ဆက်ရှင်နံအောင်ထပ်ပြီးစူးစမ်းလိုက်ရပါတယ်ဒီချိန်မှာသူဟာလူတွေတယောက်ကိုမှမယုံနိုင်ဖြစ်နေတဲ့လူစီယာဆိုတဲ့အကောင်မလေးတယောက်ကိုလည်းကယ်တင်ပေးခဲ့ရပါတယ် ူကနေဦးလေးဒီအေကိုအန်ရဲကြားရောက်နေပြီဆိုတာကောင်မလေးကိုရှင်းပြလိုက်ပြီးသူတို့ဒီအေကိုရဲ့အိမ်ကိုလိုက်သွားကြပင်မဲ့အရန်နောက်ကျသွားပြီဖြစ်ပါတယ်။မာတင်ရဲ့တငယ်ချင်းဟာတင်းနေပြီဖြစ်ပါတယ်။ဝီရိုနီယောကအဲ့ဒီတိုက်ခန်းထဲမှာလူစိမ်းတွေရဲ့အတန်းတွေကိုကြားလိုက်ရပါတယ်။အဲ့ဒီကိုရောက်နေတဲ့ဧည့်သည်တွေဟာကာရင်နဲ့သူ့ရဲ့တစ္ဆာရှိကျေးစားစစ်သားတို့ဖြစ်နေပါတယ်။ဝီနဲ့သူတွေဖို့လိုအပ်တဲ့ကြောင်းသူတို့ဆွေးနွေးနေချိန်မှာအဲ့ဒီလူဟာမိဖို့ကြောင့်ကန်းတွေကိုဝင်သွားပြီးအဲ့ဒီရာဇဝဲကောင်းတွေကိုတနတ်နဲ့ချိန်ထားလိုက်ပါတယ်။သူမိသားစုပြန်ပြီးဆွဲခံရတဲ့အကြောင်းသိစေတည်ရဖို့ဝီကစူးစမ်းနေပေမဲ့ဒေါသထွက်နေတဲ့လူစီယာကစကားပြောနေကြတာကိုရက်သွန်းအောင်လှုပ်လိုက်တော့ ကားရီဟာတနက်တလေရသွားခဲ့ပါတယ်။အဲဒီလူငယ်တွေဟာခေါမိုးတဲ့ထွက်ပေါက်ကနေတဆင့်ထွက်ပြေးကြပြီးအသက်ရှင်နိုင်မှုတဲ့ဝါယာကြိုးတစ်ချောင်းကိုကိုမာချီပြီးခုန်ချခဲ့ရပါတယ်။ဝိယခက်ပြင်းပြင်းပြုတ်ကျလာပြီးလဲကျသွားတာကြောင့်ဒေသခံတွေကသူမတက်ရက်နှံအောင်ကူညီပေးကြတော့သူဟာထပ်ပြီးလမ်းလျှောက်လို့ရသွားခဲ့ပါတယ်။ဒီလိုဖြစ်သွားတော့ကားရီတယောက်အရန်စိတ်ဆိုးဒေါသထွက်သွားခဲ့ပါတယ်။ကားရီကလူငယ်စုံတွေကိုချောင်းမြောင်းနေပြီးမလို့အပ်တဲ့မြင့်မြင့်တက်တဲ့တယောက်ကိုလည်းရှင်းပြဖို့ကြိုးစားနေပါတယ်။ဒါမှမဟုတ်သူရှင်းပြဖို့ကြိုးစားတဲ့ချိန်တိုင်းတစ်ခုခုကသူ့ကိုဝင်နောက်ရှက်နေပါတယ်။လူစီယာကသူ့ရဲ့ယောက်ျားလေးတငယ်ချင်းဝိမာတနက်တန်ရရထားတာကိုသတိပြုမိတော့ သူ့တငယ်ချင်းတကောင်ရဲ့စတူဒီယိုထဲကိုခေါ်လာခဲ့ပါတယ်။ကောင်လေးကနာကျင်နေရင်သတိလဲသွားခဲ့ပေမဲ့ကောင်မလေးတွေကသူ့တန်ရာကိုချုပ်ပေးလို့ရလိုက်ပါတယ်။ဝီတရီယာလာတဲ့အချိန်မှာလူစီယာကသူ့ဘလို့ချင်းနေမျိုးတွေဝင်ပါမိနေတာလဲဆိုတာကိုသိကျင်နေပါတယ်။ကောင်လေးအဖေရဲ့ဓာတ်ပုံတပုံကိုသူတွေ့သွားတော့အရန်အံ့ဩသွားပြီးသူအတုံကိုကောင်းကောင်းတီထားပြီးဝီကသူ့ကို မာတင်လို့ဘာကြောင့်ခေါ်နေတာလဲဆိုတာနားမလည်နိုင်ဘူးလို့ပြောလိုက်ပါတယ်။ဒီခါကြောကြောကောင်မလေးဟာသူ့ဖေရဲ့မယင်ငယ်တယောက်ဖြစ်မယ်လို့လူငယ်စီဝါရေးလုပ်ငန်းရှင်ဝီကတန်တရားရှိနေခဲ့ပေမဲ့မာတင်ဟာသူ့အမိနဲ့ဇလန်းရှိခဲ့တာကြောင့်သူ့ဖေဆိုလဲဟုတ်တယ်လို့လူစီယာကဝန်ခံလိုက်ပါတယ် ဝီကာအပြံမေးသမားတွေကိုသူသွားတွေးမဲ့နေရာစီစောင့်ကြက်လိုက်ပါပြီဘို့သူ့ရဲ့အစ်တရလာတဲ့ညီမလေးလူစီယာကိုပြောလိုက်ပြီးလမ်းတစ်လျှောက်လုံးမှာသူကသူ့ဖေရဲ့ချစ်ရဲကိစ္စကိုတေးစိတ်တရားဖို့ကြိုးစားလာခဲ့ပါတယ်။ဝီကာသူနဲ့တူသွားရင်အန်နီယယ်ရှိတယ်လို့ထင်ထားတာကြောင့်လူစီယာနဲ့တူသွားဖို့ညှင်းလိုက်ပါတယ်။ဒါကြောင့်လူစီယာကပြံမေးသမားလူစိုးတွေနဲ့တွေးပြီးလို့ပြန်လာရင်သူ့ကိုလာရှာလို့ရအောင်ကလပ်တစ်ခုရဲ့လိပ်စာကိုပေးလိုက်ပါတယ်။တတ်မှတ်ထားတဲ့နေရာတစ်ခုမှာဝီရဲ့နားကိုကဘာလက်ခီးတဲ့တယောက်လိုဟန်ဆောင်ထားတဲ့လူတစ်ယောက်ရောက်လာပြီးဝီကိုသူ့နောက်ကလိုက်လာခိုင်းခဲ့ပါတယ်။ ကားရင်းမှာဝိယလောကကြီးနဲ့ဆက်သွယ်ပြတ်သွားခဲ့ပြီးတနရာကိုရောက်သွားတော့သူဟာသူ့မိသားစုဝင်တွေကိုဖမ်းထားတဲ့အခန်းတခန်းလေးကိုရောက်နေတာတွေ့လိုက်ရပါတယ်။အလေးနဲ့ရှင်းပြတာတချို့လုပ်ပြီးတဲ့နောက်မှာပြန်ပေးသမားတွေရဲ့ခေါင်းဆောင်ကလောလောဆယ်ကာရက်စီမှာရှိနေတဲ့ခီးဆောင်အိတ်ကိုသူ့လိုအပ်နေတယ်လို့ပြောပါတယ်။အဲဒီခေါင်းဆောင်ကမင်းဖေကိုတပ်ပစ်ခဲ့တဲ့လူတွေစီငါတို့အဖွဲ့ကိုခေါ်သွားပြီးအဲဒီတံပိုးရှိတဲ့ခီးဆောင်အိတ်ပြန်ရောက်အောင်ကူညီပေးမယ်ဆိုရင်မင်းရဲ့မိသားစုကိုလှုပ်ပေးမယ်လို့ဝီကိုဂရီပေးလိုက်ပါတယ်။ အဲ့လိုမှမဟုတ်ရင်လူတိုင်းကိုပြစ်ပေးရလိမ့်မယ်လို့သူကပြောပင်မယ်အဲ့လိုမဖြစ်ခဲ့ရင်လည်းကာရက်ကမြင့်မြင့်တစ်တစ်တွေဖြစ်ခဲ့တဲ့ရှော့မီသားစုတစ်ခုလုံးကိုပျောက်ရှင်းပြစ်မှာဖြစ်ပါတယ်။ကောင်းလေးဟာမြို့ပြင်ဘက်တနေရာမှာကားပြင်ကိုတွန်းထုတ်ခံရပြီးသူကလူစီယာသူ့ကိုစောင့်နေမဲ့ကလပ်စီကိုလမ်းလျှောက်လာခဲ့ပါတယ်။ကလပ်ဝင်ပေါက်မှာဝေးရလုံခြုံရေးစောင့်တဲ့ပြဿနာတက်ပြီးထူထောင်ရိုက်နေခံရပြီမယ်။သူ့ဘသူနဲ့တွေ့ဖို့လာတာလဲဆိုတာပြောပြလိုက်တော့လုံခြုံရေးကသူ့ကိုအဲ့ဒီကောင်မလေးရှိတဲ့နေရာစီတန်းတန်းမမတ်လိုက်ပို့ပေးခဲ့ပါတယ်။ဝေးကဂန်စတာရဲ့အစီအစဉ်ကိုလူစီယာနဲ့သူ့မိတ်ဆွေတွေသိအောင်ပြောပြလိုက်ပါတယ်။ ဝိယလူစိုးတွေကိုကရဲရှိနေတဲ့နေရာစီကိုဥဆောင်ခေါ်သွားရမှာဖြစ်တာကြောင့်သူဟာအားလုံးကြားမှာပြစ်မှတ်တစ်ခုလိုဖြစ်နေမှာပါလူစီယာတို့အုပ်စုကဒီအေကိုတိုက်စုံမှုအတွက်လက်စားချေဖို့နဲ့လူစီယာရဲ့အကိုတည့်ရဲ့မိသားစုဝင်တွေလွတ်မြောက်စေဖို့ဝိကိုကူညီပေးမယ်လို့ပြောကြပါတယ်အဲ့ဒီလူငယ်တွေကခရစ်တက်ကတကတ်ကိုတုံးလိုက်ရင်သူတို့ကိုကာရက်ကမြမြဆန်ဆန်ရှာတွေ့မှာပဲလို့တွေးရင်ကာရက်ကကိုတုံးလိုက်ပါတယ်။ဝီကတခြားသူတွေနဲ့စကားဝင်ပြောပြီးတက်တော်ဆောင်ကိုရိုက်နှက်ပြီးတော့သူစီကသူ့လိုအပ်နေတဲ့တည်င်းတွေအားလုံးရောက်အောင်လုပ်လိုက်ပါတယ်။ နောက်ဆုံးမှအဲ့ဒီကြေးစားစစ်သားကိုခြံထားရိုက်ခဲ့ပြီးဝီကသူ့နောက်ကိုလိုက်လို့ရအောင်သူ့ကိုထွပြေးခွင့်ပြုပြီးကာရဲထွက်လာအောင်လုပ်ဖို့မိတ်ဆွေတွေကိုပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီကြေးစားဟာအမှန်တကယ်ထုံရတဲ့လူတယောက်ဖြစ်နေတာကြောင့်ဝီဟာတစ်တားလေးလဲလဲလုပ်ဖို့ပြောထားတဲ့မြေောက်ကားပါကင်စီကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီလူငယ်တွေကလူစိုးခိုင်းဝင်နေတဲ့တွေ့ပြီးတစ်တားလေးကိုကြားဖြတ်လူယူဖို့မျှော်လင့်ထားကြပါတယ်။အဲ့ဒီလူတွေထဲကတယောက်ကလူစီယာရဲ့ကားစီကိုရောက်လာပြီးသူတို့ကနေနိုးဘက်ကလို့သတိပေးလိုက်ပါတယ်။တခြားလူတွေကဝီကိုစကားပြောဖို့ကြိုးစားပြီးအန်ရဲကင်းတဲ့တဏျာကိုသွားကြမယ်လို့ပြောပေမဲ့ ဝေကသူမိသားစုတွေဘယ်နေရာမှာရှိနေလဲဆိုတာမသိရခင်အထိသဘောမတူဘဲနေလိုက်ပါတယ်။သူတို့ငင်းခုန်နေကြတာစူးစူးညံ့ညံ့နေဖြစ်သွားတာကြောင့်ကာရက်ကသူတို့နောက်ကိုလိုက်နေသူတွေရှိနေပြီဆိုတာကိုကြားသွားခဲ့ပါတယ်။သူ့ရဲ့ဖော်တွေကိုရှင်းပြပြီးတဲ့နောက်ကာရက်ကတက်တာလေးကိုယူပြီးထွက်ပြေးဖို့ကြိုးစားပါတယ်။ပြက်ကတ်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးချိန်တွေတခုမှာဝေရတက်တာလေးကိုရယူဖို့ခွင့်ရရလိုက်ပေမဲ့သူကလူစီယာကိုကယ်လိုက်ရပြီးကြေးစားစစ်သားကိုရှင်းလိုက်တော့ကာရက်ကတက်တာလေးကိုယူပြီးသူ့ရဲ့တစ္ဆာရှိခွေးကောင်ကိုဆုံရှုံလိုက်ရလို့ဝန်းနေတဲ့အကြည့်မျိုးနဲ့ကြည့်ပြီးထွက်သွားခဲ့ပါတယ်။ ဝီကကားရဲနောက်ကိုလိုက်သွားတော့သူ့ရဲ့လမ်းကြောင်းပေါ်ကအရာအားလုံးကိုကားနဲ့တိုက်ပစ်ပြီးဖြစ်စီးသွားပါတယ်။အကြာကြီးလိုက်ပြီးတဲ့နောက်မှာဝီကကားရဲရဲ့ကားကိုဝင်တိုက်ဖို့ကြိုးစားပါတယ်။ဒါမဲ့ကားရဲတယောက်ထွက်ပြေးသွားနိုင်ခဲ့ပြီးလူငယ်ရီယာမှန်တကားတစ်ခုနဲ့တိုးဝင်မိကြပါတယ်။အေဂျင့်ကားရဲကရက်သားတွေကိုတနက်နဲ့ပြစ်ပါတယ်။ဝီကထွက်ပြေးဖို့ကြိုးစားချိန်မှာပြန်ဘက်တွေကပုံစံပြောင်းလိုက်ပြီးကားရဲဟာအဲ့ဒီစိတ်နှောက်ရှက်ဖြစ်နေတဲ့လူနောက်ကိုလိုက်ပါတယ်။သူဝေဝေမြောင်းနိုင်မှုဆိုတာတွေ့မိတဲ့ဝီကရန်သူတွေရဲ့ကားကိုဖျက်တက်လိုက်တာကြောင့်ကားမောက်သွားခဲ့ပါတယ်။သူကိုယ်တိုင်လည်းကားခေါင်မှုပေါ်ရောက်သွားပါတယ်။ ထိခိုက်ဒဏ်ရာရသွားပြီးကားရဲကထွက်လာတဲ့ဝေကိုကားရဲကကြည်ကြည်နက်နက်နဲ့ကြည့်နေပြီးလူစီယာကတော့သတိကိုပြန်မလည်လာပါဘူးဝေဟာခီးဆောင်တက်တာလေးကိုမြူနိုင်တော့ပဲသူ့မိသားစုကိုလည်းမကင်နိုင်ဖြစ်တော့မှကြောင်းဒါဟာအဆုံးသက်ပေးလို့ကားရဲကတွေးနေမိပါတယ်သူကဝေကိုရှင်ပြစ်တော့မှဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကားရဲကိုလူတစ်ယောက်ကတနက်နဲ့ပြစ်လိုက်ပြီးလက်နဲ့ကင်ထားတဲ့လူတွေအများကြီးပေါ်လာပါတယ်အဲ့လူတွေတဲမှာဝေကသူ့မိသားစုကိုပြန်ပြီးဆွဲသူတွေတဲကခေါင်းဆောင်ဖြစ်သူကိုမှတ်မိလိုက်ပါတယ်။အဲ့ညာကလူငယ်တွေနဲ့တက်တာလေးကိုယူပြီးတော့လူစိုးတွေဟာရဲတွေရောက်မလာခင်ပျောက်သွားခဲ့ကြပြီး အေဂျင့်ကာရီရဲ့အလောင်းပဲလမ်းပေါ်မှာကြံနေရစ်ခဲ့ပါတယ်။ကောင်လေးကိုသူ့ရဲ့မိသားစုဝင်တွေဖမ်းထားတဲ့နေရာစီလူစိုးတွေကခေါ်လာခဲ့ကြပြီးလမ်းမှာသူတို့ကမာတင်ဟာအေဂျင့်ကောင်တယောက်ဖြစ်တယ်လို့ပြောကြပါတယ်။မာတင်ဟာသူ့သားအတွက်ဂုဏ်ယူနေပါလိမ့်မယ်လို့လည်းပြောပါတယ်။အဲ့နောက်ဆေးရုံဆောက်ဦးရဲ့ပြင်ပမှာဝီယာလျှက်ဝဲအေဂျင့်တယောက်နဲ့တွေ့ပြီးသူကဝီယာစာရွက်စာတမ်းတွေကိုပြန်ပေးပြီး CIA မှာသူ့ဖေရဲ့နေရာမှာစာတို့ဝင်တဲ့တာဝန်ထမ်းဆောင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဝီကအဲဒီကန်လန်းချစ်ကိုညှင်းလိုက်ပေမဲ့ဒီကိစ္စတစ်ခုလုံးရဲ့အကြောင်းကိုရောတိတ္တာလေးထဲမှာဘာတွေရှိနေလဲဆိုတာကိုရောသိကျင်နေပါတယ်။ ကံမကောင်းတာကအတမန်လူတယောက်ဖြစ်တဲ့ဝီကိုတယောက်မှဒီအကြောင်းမပြောပြနိုင်ကြပါဘူး။ဝီကဂျိုးကိုလူစီယာရဲ့အကြောင်းတွေပြောပြလိုက်ပြီးသူ့ရဲ့ညီမလေးအစ်တနဲ့လာတွေ့ပါလို့ကန့်လန့်လိုက်ပါတယ်။လူစီယာတယောက်ဒီလောက်လူတွေများတဲ့မိသားစုထဲမှာထီးကျန်နေတယ်လို့မခံစားရအောင်လော်ရီကသူ့ကရင်ပေးမှနေပေးလိုက်ပါတယ်။အဆုံးထိနားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။